ရှလုံအလုံးပဲမင်္ဂလာပါယေရှုနာမ၌နှုတ်ခွန်းဆက်တာပါလေအသက်ရှင်တော်နှုတ်ပတ်တော်အဖြစ်ခွန်အားပေးနေဝိညာဉ်ချင်းနဲ့ဝိညာဉ်ချင်းနဲ့ကောင်းစဉ်ကပြင်ဆင်ပါဆိုတဲ့နှုတ်ပတ်တော်လေးဖြစ်တယ်ရှမတဲခရစ်ဝင်ခန်းကြီး25အပိုင်ငယ်တိကနေပြီးတော့စနစ်ထဲမှာကျွန်တော်တွေ့ရတဲ့ပညာရှိတော်တတော်သမီး9ယောက်နဲ့မိုက်တော်တတော်သမီး9ယောက်ထဲကနေပြီးတော့ ရန်စင်ပါဆိုရက်ကောင်းစံလေးနဲ့ဝေမျှခြင်းနဲ့အခန်းကြီး25အပိုင်ငယ်နဲ့ထိုတိုးသမီးတို့တွင်၅ယောက်ဒီပညာတတိရှိကြ၏၅ယောက်မူကားအမိုက်ဖြစ်ကြ၏မိုက်တော်သူတို့ဒီမိခွတ်တို့ကိုတာယူ၍စီကိုမယူကြဆိုတော့မိတ်ဆွေဒီဗီဒီယိုအားဖြင့်ခွန်အားပေးခြင်းတဲ့အရာကသခင်ယေရှုက ကောင်းကင်နိုင်ငံတော်အကြောင်းကိုမင်္ဂလာဆောင်လူလင်ကိုခရီးဦးကြိုပြုတော်တတော်သမီးတစ်ချိန်နဲ့ခိုင်းနိုင်ပြီးတော့ parable ဥပမာသုံးပြီးတော့ရှင်းပြပြောပြထားတဲ့အရာလေးဖြစ်တယ်ဆိုဒီနောက်ပတ်တော်အားဖြင့်ဘာကိုကြည့်ချင်လဲဘာကိုပြောချင်လဲဆိုတော့ပြန်စံပါလို့ကျွန်တော်တို့ပြောတဲ့အခါမှာဒီအချိန်ဒီကာလဒီလေခေတ်ကာလ အခြေအနေနဲ့ခေတ်ကာလအပိုင်းခြားကိုကျွန်တော်တို့ကြည့်ရအခါမှာဒီအချိန်ဒီကာလဒီဂျေဇုရောကာလလို့လည်းပြောတယ်အသင်းတော်ကာလလို့လည်းပြောတယ်နောက်ဆုံးတော့ကာလလို့လည်းကျွန်တော်တို့ပြောကြတာဖြစ်တယ်ဆိုတော့အခုချိန်မှာကျွန်တော်တို့ဘယ်သူကိုစောင့်မျှော်နေသလဲဆိုတော့ rapture ကိုကျွန်တော်တို့စောင့်နေကြတာဖြစ်တယ် rapture ဆိုတာကသခင်ယေရှုဒုတိယအချိန်ယုံကြည်သူတွေကို သိမ်းဆီးဖို့ရန်အတွက်ပြန်လည်ကြွလာမယ့်အချိန်ကိုယုံကြည်သူတွေကစောင့်ဆိုင်းနေတာဖြစ်တယ်။နှုတ်ပတ်တော်အရာလည်းကျန်းစာကတဖြည်းဖြည်းနဲ့ပြေဆုံးလာပြီဖြစ်တယ်။တိုင်းနိုင်ငံတစ်ခုပြီးတစ်ခုစတိုင်မယ်ဆိုတဲ့အရာတွေမြေငလည်းလောက်မယ်ဆိုတဲ့အရာတွေကပ်ဘေးတွေကြုံရမယ်ဆိုတဲ့အရာတွေစသဖြင့်စံစာကဘာဖြစ်လဲဆိုတော့တဖြည်းဖြည်းနဲ့ ပြည့်စုံလာပြီပြည့်စုံလာတဲ့အခါမှာဒီနေ့ဒီဗီဒီယိုအားဖြင့်ယုံကြည်သူတွေကိုပြန်လည်ပြီးတော့ knows all channel ပြန်လည်ပြီးတော့ alarm လုပ် channel ပြန်လည်သတိပေး channel အဲ့ဒီအရာကဘာလဲဆိုတော့ကျွန်တော်တို့အသက်တာဒီပြန်လည်ပြီးတော့ပြန်စင်ဖို့ရန်တလိုအပ်တယ်ဘာပြန်စင်မလဲကျွန်တော်တို့ခန္ဓာစိတ်ဝိညာဉ်ပြန်စင်ပြီးတော့ဒီနေ့ဝိညာဉ်ရေးရာအရာတော်လကောင်းလောကအရာမှာတော်လကောင်းဒီနေ့ကျွန်တော်တို့ဟာ အကောင်းဆုံးအတလေဒီနေ့ကျွန်တော်ပြင်ဆင်ပြီးတော့အဆိုးဆုံးအခြေအနေမျိုးကိုကျွန်တော်ကြုံသေးရရင်လည်းဒီအရာတက်ကျွန်တော်တို့ပြင်ဆင်ဖို့ရန်လိုအပ်တယ်။ဒါကြောင့်ကျွန်တော်ဒီမှာ definition တစ်ခုကိုကျွန်တော်ဖွင့်တဲ့အရာ ပြင်ဆင်တော်သူဒီအောင်မြင်တော်သူဖြစ်တယ်လို့ကျွန်တော် definition ဖွင့်ထားတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အလုတ်အကိုင်းတော်၎င်းဒီနေ့ကျွန်တော်တို့သုံးတစ်ခုကိုကျွန်တော်တို့ program တစ်ခုကိုကျွန်တော်လုပ်တဲ့အခါမှာအများအား ပြင်ဆင်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။မပြင်ဆင်ဘူးနောက်ွယ်မှာကြိုတင်ပြီးတော့မလေ့လာထားဘူးမလှုပ်ဆောင်ထားဘူးကြိုတင်ပြီးတော့မပြင်ဆင်ထားဘူးဆိုရင်တကယ် present မျက်မှောက်ရောက်လာတဲ့အခါမှာ presentation ကျွန်တော်လုပ်တဲ့အခါမှာအောင်မြင်မှုရလတ်ကိုရမှာမဟုတ်ဘူးဖြစ်တယ်။ဆိုတော့ထုံနည်း၎င်းပဲဒီနေ့ကျွန်တော်ဝิญဉဉ်ရေးရမှာလဲနှုတ်ပတ်တော်ကဒီနေ့ကျွန်တော်ကိုနားလဲစေခြင်းတဲ့အရာကမိုက်တော့ တတို့သမီး9ယောက်နဲ့ပညာရှိသောတတို့သမီး9ယောက်မှာကျွန်တော်တို့ကြည့်အခါမှာသူတို့စောင့်ကြုံနေတာကတော့လူလင်ဆိုတဲ့တတို့သားကိုစောင့်နေတယ်ဖြစ်ချင်တော့အဲ့ဒီလူလင်ကဘယ်အချိန်လာမယ်ဆိုတာသူတို့မသိဘူးထုံနည်းတကောင်းပဲယေရှုဟာသင်နဲ့ကျွန်တော်ကိုချီးဆောင်ဖို့ရန်တဲ့ပြန်လဲသိသိဖို့ရန်တဲ့ဘယ်ချိန်ပြန်ခေါ်လာမယ်ဆိုတော့ကျွန်တော်တို့လည်းမသိဘူးဒါပေမဲ့နှုတ်ပတ်တော်ထဲမှာကျွန်တော်တို့ကြည့်ရတဲ့အခါမှာ တဒိုးသားကလူလင်ကဘယ်အချိန်လာလဲဆိုတော့တကောင်ရံအချိန် midnight မှာလာတယ်ဆိုအဲ့ဒီအချိန်မှာတဒိုးသမီးအားလုံးကမင်္ဂလာဆောင်နော်ဒီနေ့တဒိုးသမီးအားလုံးကဘာဖြစ်လဲဆိုတော့အိပ်ပျော်နေတယ်ဆိုအိပ်ပျော်နေတဲ့အချိန်မှာနော်ဒီနေ့အတန်တန်ကြားတဲ့အရာကဘာလဲဆိုတော့တဒိုးသားလာတယ်အဲ့ဒီအချိန်မှာသူတို့ရဲ့မိခွက်တွေကိုတင်ပြီးတော့မိကြီးကြားတဲ့အခါမှာ မိုက်တော်တတော်သမီး၅ယောက်ကတော့မိခွက်ပဲရှိတယ်စီမရှိတော့ဘူးဒါပေမဲ့ပညာရှိတဲ့တတော်သမီး၅ယောက်ကမိခွက်လည်းရှိတယ်စီလည်းအပေါ်ယူလာတဲ့အချိန်မှာစီကိုပြန်ဖြည့်ပြီးတော့မိကိုထွန်းညှိပြီးတော့မင်္ဂလာဆောင်လို့လင်ကိုစောင်းကြုံနေတယ်အဲ့ဒီချိန်မှာမိုက်တော်တရုတ်သမီး9ယောက်ကပညာရှိတော်တရုတ်သမီး9ယောက်အစီအမံစီကိုတောင်းတဲ့အခါမှာ ငါတို့အတွက်လုံလောက်တဲ့စီပမာဏပဲပါတယ်အဲဒါကြောင့်ဆိုင်မှာသွားဝယ်ပါလို့ပြောတဲ့အချိန်မှာဆိုင်မှာသွားဝယ်နေတဲ့အခိုက်မှာလူလင်ကလာပြီးတော့ပညာရှိသောတလူသမီး၅ယောက်ကိုတင်စီသွားတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒါကြောင့်ဒီအရာအဖြစ်ဘာကိုပြောချင်လဲဒီနေ့မှာဒီအကြောင်းအရာအဖြစ်ဘာကိုပြန်လဲပြီးတော့ no ဆောင်ချင်လဲဆိုတော့ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေဒီလဲပညာမဲ့တော်သူတမာတတိ မရှိတော့သူတွေမဟုတ်ပဲနဲ့เนาะတမာတတိရှိစွာနဲ့ပညာရှိစွာနဲ့ဒီအချိန်ဒီကာလမှာကျွန်တော်တို့အသက်ရှင်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အာမင်အာမင်ဆိုတော့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ပညာရှိတော်သူက အမြဲတမ်းပါလို့လဲပြင်ဆင်တယ်ဒီပညာရှိတော်သူတို့သမီးကစီကုံရင်စီပြန်ဖေးဖို့ရန်အတွက်စီကိုအပူယူလာတယ်ဒါကဘာလို့ပြင်ဆင်တယ် ဒါကြောင့်ဒီနေ့သင်တဲ့ကျွန်ုပ်တွေလည်းပြင်ဆင်ဖို့လိုအပ်တယ်။အာမင်။ဆိုတော့ဒါကြောင့်ဒီစီကဘာကိုပြောချင်တယ်လဲလို့ကျွန်တော်တို့ကြည့်ရအခါမှာဒီနေ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုပြောချင်တာဖြစ်တယ်။ကျွန်တော်တို့ရဲ့ purity တန်ရှင်းခြင်းကိုပြောချင်တာဖြစ်တယ်။ကျွန်တော်တို့ရဲ့ glory ကကောင်းသောအမှုပြုတ်တဲ့အရာအမှုဆောင်သောအရာကိုပြောချင်တာဖြစ်တယ်။ဆိုတော့ဒီနောက်ဆုံးသောကာလမှာလူတွေကယုံကြည်ခြင်းပျောက်ကွယ်သွားတဲ့အရာတွေ purity ဆိုဖျားနဲ့ကိုနဲ့ကြားမှာတန့်ရှင်းခြင်းတွေပျောက်ကွယ်သွားတဲ့အရာတွေဖျားရဲ့ဒီနေ့ good work တဲ့ bad work ကိုပဲဗာဖြစ်လဲဆိုတော့ဥစားပေးပြီးတော့လောကရေးရာမှာပဲမျက်မှောက်ပြုတ်ပြီးတော့ရှေ့ရှုပြီးတော့အသက်ရှင်တဲ့သူတွေများစွာ ရှိလာပြီဖြစ်တယ်။ဒင်းနဲ့ကျွန်ုပ်ဒီအလိုမဖြစ်ဖို့ရန်အရေးကြီးတယ် အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်ဒီအချိန်ကာလမှာကျွန်တော်ရဲ့ယုံကြည်ခြင်းတွေကျွန်တော်တို့ခိုင်ခံ့ဖို့ရန်တလိုအပ်တယ်ဖခင်နဲ့ကိုယ်နဲ့ကြားမှာဒီနေ့ကျွန်တော်ရဲ့ relationship နော်ဒီနေ့ကျွန်တော်ရဲ့ယဉ်နေခြင်းကျွန်တော်ရဲ့ကြောင်းဝင်ခြင်းတွေကျွန်တော်တည်ဆောက်ဖို့လိုအပ်တယ်အာမင်ဒါကြောင့်ဒီအချိန်ကာလမှာကျွန်တော်ဘာအသက်ပြင်ဆင်မလဲကျွန်တော်တို့ personal အသက် our self အသက်ကျွန်တော်ပြင်ဆင်ရမယ် our family အတွက်ကျွန်တော်ပြင်ဆင်ရမယ် our church ငါတို့အသင်းတော်တွေအတွက်ငါတို့ပြင်ဆင်ရမယ် amen ဝိညာဉ်ရေးရအတွက်ကျွန်တော်ပြင်ဆင်ဖို့လိုအပ်တယ်ခန္ဓာကျမ်းမာခြင်းနဲ့เนาะဒီနေ့ကျွန်တော်တို့ financial အတွက်မှစเนาะဒီနေ့ကျွန်တော်တို့လိုအပ်သောအရာလိုသောအရာတွေအားလုံးတဒီနေ့ကျွန်တော်အမြဲတမ်းတတိလက်လွတ်နဲ့နေတော်တွင်မို့ဘယ်နဲ့ဒီနေ့ပညာရှိသောတလူသမီးငားရောက်ခဲ့တော့ပညာရှိစွာနဲ့ပြင်ဆင်ခြင်းနဲ့အမြဲတမ်းသွာလာတော်တွင်ဖြစ်ဖို့ရန်အတွက်ခွန်အားပေးခြင်းနဲ့ ်အာမင်ဒါကြောင့်ပြင်ဆင်တော်သူကဘာဖြစ်လဲဆိုတော့အောင်မြင်ခြင်းတရပူကိုရရှိတာဖြစ်တယ်ဒါကြောင့်ဒီပညာရှိတော်တို့သမီး9ယောက်ကပြင်ဆင်တဲ့အတွက်ကြောင့်မင်္ဂလာဆောင်လုပ်လင်းနေเนาะမင်္ဂလာဆောင်အခမ်းအနားကိုဝင်ခွင့်ရတယ်ဒါကြောင့်ဒီနေ့သင်တဲ့ကျွန်တော်ဒီဘာပြင်ဆင်မလဲကျွန်တော်မိသားစုတွေကဲတင်ချင်းရပြီလားငါတို့မိသားစုတွေငါတို့အသက်တာတွေယုံကြည်ခြင်း၌စိတ်ချပြီလားငါတို့ရဲ့ယုံကြည်ခြင်းတွေ ညော့နေသွားပြီလားပြက်ပြဲသွားပြီလားဆိုတဲ့စသဖြင့်ဒီနေ့ကျွန်တော်ရဲ့ယုံကြည်ခြင်းတွေနော်ဒီနေ့ကျွန်တော်တို့ပြန်လဲပြီးတော့စမ်းစစ်ပြီးတော့ကျွန်တော်ရဲ့အတ္တတွေကျွန်တော်မိသားစုတွေယခုမျက်မှောက်အတွက်အနာဂတ်အတွက်အမြဲတမ်းဝိညာဉ်ရေးရမှာပြင်ဆင်ပြီးတော့တော်လာအသက်ရှင်တော်သူတွေဖြစ်ဖို့နောပတ်တော်အားဖြင့်ခွန်အားပေးခြင်းနဲ့အရောက်တိုင်းနောပတ်တော်အားဖြင့်ဖျားကောင်းချီးပေးပါစေအာမင်